ဒီတစ်ခါကတော့ကျွန်တော်ဆန္ဒပြေပါဟောပါပဲအင်္ဂလိပ်ကားကြီးကြည့်ရပါပဲဘရိကန်နိုင်ငံမှာယုံတင်တာနဲ့တည့်ရက်သေးဒီမှာဒီမှာလည်းယုံတင်နေပါလေ ားလုံးပဲမင်္ဂလာပါဗျာဒါဒီနေ့ကတော့ final destination bloodline ဆိုကြည့်ဖို့ဒါဒီပြီးတော့ရုပ်ရှင်ကိုရှေ့ရောက်နေရပါလေဒီတစ်ခါကတော့ကျွန်တော်စန္ဒာပြေပါပါပဲအင်္ဂလိပ်ကားကြီးကြည့်ရပါပဲဒီကားကဒါဒီနေ့ဆိုလို့ရှိရင်16ရက်နေ့ပေါ့လေ March April May မေလ16ရက်နေ့မေလ16ရက်နေ့ကိုအမေရိကန်နိုင်ငံမှာယုံတင်တာနဲ့တည့်ရက်ထဲဒီမြန်မာပြည်မှာလည်းယုံတင်တယ်ပေါ့လေဒီကားကတော့ review တွေကတော်တော်လေးကောင်းနေရဗျဒီ Rotten Tomatoes ဆိုဒါတခြား IMDb တို့မှာ review ရမ်းကောင်းတယ်ဝေဘင်း CIA ကြီးကလည်းဒီကောက်ချီးကျူးနေကြတယ် Final Destination ကရုပ်ရှင်ကအားလုံးနဲ့မှာအကောင်းဆုံးလို့ပြောကြတယ်ဒါပေမဲ့ဒီကိုင်းရဲ့နာမည်ကတော့ Final Destination 6ဆိုမပေးဘဲနဲ့ Bloodline ဆိုပေးထားတယ်ပေါ့လေဒါလည်းနည်းထူးခြားမှုရှိတယ်ပေါ့လေပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒီ Final Destination ဇာတ်လမ်းတွေကမှန်မှန်ဆိုလို့ရှိရင်ရုပ်ရှင်ထွက်လာဖို့အစီအစဉ်မရှိဘူးဗျာ ဒီ Jeffrey Reddick ဆိုရယ်စံယူရေးဆရာတယောက်ရှိရယ်ပေါ့ဒီသူကနေပြီးတော့ကျွန်တော်ငယ်ငယ်တုန်းကနာမည်ကြီးခဲ့တဲ့ X-File ဆိုရယ် series ရှိရယ် X-File ရဲ့ဒီ episode တခုအပိုင်းတခုအတွက်ကိုသူကစံယူရေးခဲ့တာပေါ့အဲ့အဲ့စံယူကမသုံးပြဘူးမသုံးပြတဲ့အချိန်မှာသူကအဲ့စံယူကိုပဲထပ် moment ပြီးတော့ရုပ်ရှင်ကတကားသာရိုက်ဖို့အတွက်သူကသူ့ရဲ့အပေါင်းပါရီဒီရုပ်ရှင်လောကရဲ့လူတွေစီးယုံနေပေါ့စီးယုံရင်းနဲ့ပဲ2000ပြည့်တဲ့မှာ Final Destination 1ထွက်လာခဲ့တယ်ပေါ့လေအဲ့ကအောင်မြင်သွားတယ်ပေါ့ဗျအောင်မြင်သွားတဲ့အချိန်မှာနောက်ထပ်3နှစ်ကြာ2003မှာ 2ထွက်လာတယ်2006မှာ3ထွက်လာတယ်အဲ2009ကျတော့ final destination 4 final destination 4မဟုတ်တော့ဘူးဒီ the final destination ဆိုပြီးတော့ထွက်တယ်အဲကားကတော့ဒါ final destination အကားအလုံးထဲမှာအညံ့ဆုံးလို့သတ်မှတ်ကြရပေါ့လေပြီးတော့နောက်ထပ်2017ခုနှစ်မှာတော့ဒါ final destination 5ထွက်လာတယ်ပေါ့ပြောမယ်ဆိုလို့ရှင်တော့ဗျာသူက final destination ကားရုပ်ရှင်တကားထွက်တိုင်းထွက်တိုင်းမှာဒီကားကနောက်ဆုံးနောက်ဆုံးဆိုပြောကြတယ် ဟိုဗျာအချိန်ချိန်ဖောက်ပြန်ပြီးတော့မှဒီတစ်ခါနောက်ဆုံးပါဆိုပြောရဲရီစားတယောက်လိုမျိုးပဲပါလေအမြဲကျွန်တော်တို့ကဟာဒီကားတော့နောက်ဆုံးပဲဆိုကြည်ရင်ကြည်ရင်နဲ့မှတက်ထပ်ပြီးထွက်လာရပါအခု6ကားမြောက် final destination the lines ထွက်လာပြီဒီကားကဒီ final destination 5နဲ့ဆိုလို့ရှိရင်တော့14နေကြာမှထွက်လာရပါလေ ဘာကြောင့်ဆလင်းတဲ့အရာမှထွက်လာလဲဆိုတော့ကျွန်တော်ထင်တာတော့ဒါကျွန်တော်တို့ generation ကျွန်တော်တို့မျိုးဆက်တွေဆိုလို့ရှိရင် final destination ကြောင့်မို့လို့ trauma တွေအများကြီးရယူရတယ်အဲ့တော့မျိုးဆက်တွေ trauma ရအောင်လို့ဒီကားဆလင်းတဲ့အရာမှထွက်လာတာတော့မသိဘူးပေါ့လေအဲဒီကားမှာထူးခြားချက်တစ်ခုတော့ရှိတယ်ဗျာအဲ့ဒါကတော့ဒီ final destination 1တို့2တို့ကြည့်ရလူတွေဆိုသိပါတယ်အဲ့ကားထဲမှာဗျာမင်းသားတွေမင်းသမီးတွေအများနဲ့ဒါဒီရုပ်ရှင် Final Destination franchise ရဲ့ villain ဖြစ်တဲ့သင်မင်းကြောင့်အမြင်နဲ့ပြောရဲဟိုဘယ်လိုလဲကပလီဖိုးကြီးပေါ့လေဒီဗာလဲ William Bladwater သူက အသူနေရာမှာတေးဦးဆောင်နဲ့တေးဦးဆောင်ရိုင်းရဲ့တေးဦးဆောင်ရိုင်းတိုနီတော့ပေါ့သူရဲ့နောက်ဆုံးရုပ်ရှင်ကားပါဒီကားက2025ခုနှစ်ထဲမှာထွက်တယ်။သူက2024ခုနှစ်မှာကန်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့ရပေါ့လေ။ဒီရုပ်ရှင်ကရိုက်တဲ့အချိန်မှာသူ့ကိုယ်သူကန်ဆာရောဂါကြောင့်ကွယ်လွန်မယ်မယ်လဲသူကသိရတယ်။ဒါပေမဲ့လည်းဒီရုပ်ရှင်ကသူရိုက်ချင်တယ်ဆိုသူကိုယ်ရဲ့ request တောင်းပြီးတော့ဒီကွယ်ပါခဲ့တာပေါ့လေ။ Final Destination 1မှာပါရဲ၊2မှာပါရဲ၊3မှာတော့အတန်အနေနဲ့ပဲပါရဲ။5မှာတော့ပါခဲ့ရပေါ့လေ။ အသူ့ရဲ့နောက်ဆုံးရုပ်ရှင်ကားလို့လည်းပြောလို့ရတယ်ဗျအခုကတော့ဒီကားအရန်ကောင်းလို့ပြောကြရတယ်ဒီရုပ်ရှင်ကားရဲ့မှာလည်းဘလို creative sense ဘလို့ဘလို့မထင်မှတ်တဲ့ပုံစံတွေနဲ့ကြည်ကြအောင်မလဲဆိုတော့ကြည်ကြတာပေါ့ဒါကတော့ final destination ရုပ်ရှင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်တာအားဖြင့် sharing လုပ်တာပေါ့လေအဲဒီရုပ်ရှင် franchise ရဲ့ project တွေဆိုလို့ရှိရင်လည်းကျွန်တော်မေးခွန်းလေးတစ်ခုတော့မေးချင်တယ်ဗျအဲ့တော့ share မှာ traffic ခဲ့ပြီးသမျှ final destination ရုပ်ရှင်ငားကားထဲမှာအဓိကမင်းသားနဲ့မင်းသမီးတွေတဲ့ဒါရုပ်ရှင်တကားပဲရှိရဲအဲ့ကားကဘယ်ကားလဲ ဒါနည်းနည်းညံစမ်းလေးပေါ့လေပရိသတ်တွေအနေနဲ့လည်းသိရပရိသတ်တွေအနေနဲ့လည်း comment လေးမှာမှတ်ပေးခဲ့ပါအောင်အဲ့အဖြူတော့ကျွန်တော်ဒါရုပ်ရှင်ကကြည့်ပြီးပြထွက်လာတဲ့ဆိုကျွန်တော် review ပြောတဲ့အချိန်မှာပြောပြမယ်နော်ကြည့်ခုတော့ရုပ်ရှင်ကြည့်ဖို့ဝင်လာအောင်ပါတာ So which one of you is next Death is coming for us because we were never supposed to exist extension bloodline ဆာတော့ချိပြီးွားပြီဒါဒီ wave ဆရာကြီးပြောလို့မျိုးပဲဒီကားတော်တော်လေးမိုက်တယ်ဗောလေလက်ရှိမျိုးသက်တဲ့ generation တွေကလည်း trauma ကြီးရတယ်မဒီကားချိပြီးလို့ရှင်ဒီကားရဲ့ဇလန်းကိုပြောပြမယ်ဆိုလို့ရှင်ဗျာ final decision ရုပ်ရှင်ကားရဲ့ထုံးစံအတိုင်းပဲသက်ဆာခြင်းမှာဒါ accident တစ်ခုနဲ့ဆာတယ်ဒီ accident ကတော့ဒီကားကတော့ဗျာဒီမိုးမျောတိုက်ကြီးပေါ်မှာမိုးမျောမမျောစင်းကြီးပေါ်မှာလုထားတဲ့ restaurant တစ်ခုရှိတယ်ဗျာစားတော့ဆိုင်ပေါ့အဲစားတော့ဆိုင် accident ကနေပြီးတော့ဆာရယ်ပေါ့အဲ့ဒါကို ဒီမင်းဒီကိုင်းမှာပါရင်မင်းသမီးရဲ့အဖွားကနေပြီးတော့အဲ accident မဖြစ်အောင်သူကတားလိုက်နေတယ်တားလိုက်နိုင်တယ်ဗောလေအဲ့တော့လူပေါင်းရာနဲ့ခြီးပြီးရာနဲ့ခြီးရဲ့လူတွေအသက်တွေကိုသူကကယ်လိုက်နိုင်တယ်ဗောဗျာဒါမှမဟုတ်ဆိုရင်ထုံးတဲ့အတိုင်းပဲတေမင်းကဒီထဲတော့ညိမ့်နေပါဘောလွတ်သွားရဲ့လူခလုံးပြတ်တတ်တယ်ဗောလေအဲ့ဒါဟိုလွန်ခဲ့နှစ်ပေါင်း1968လာမသိအဲ့မှာဖြစ်ခဲ့တာဗောလေအနောက်တော့ဒီဘက်ခက်ကိုရောက်လာဒီဘက်ခက်မှာတော့ဒါမင်းသမီးရဲ့မြီးဗောလေသူ့ရဲ့ဇလန်းဗောသူကအဲ့အကြောင်းကိုသူကအိမ်မက်ခဏခဏမှတ်တယ်အဲ့မှာမှာသူတို့မိသားစုဝင်တွေတယောက်ပြီးတယောက်ကိုတေမင်းကလိုက်တက်ဖို့ကြိုးစားရယ်ဗောလေ ဒီကားကအရင်ကားနဲ့မတူပဲထူးခြားချက်ကတော့အရင်ကားကြီးမှာဆိုလို့ရှိရင်တငယ်ချင်းတစုကနေပြီးတော့တငယ်ချင်းတစုရှိရယ်ဗျာအဲတငယ်ချင်းတစုထဲမှာပါတယ်တယောက်ကနေပြီးတော့ဒါအနာဂတ်ကိုကြုံမြင်ပြီးတော့ကယ်လိုက်တယ်ကယ်လိုက်ပြီးတော့သူတို့တငယ်ချင်းတွေအကုန်လုံးလုံးအောင်သူကကယ်တယ်ပေါ့ဒီကားမှာတော့အဲ့လိုမဟုတ်ဒီမိသားစုဝင်ပေါ့အဲ့ဒါကြောင့်မလို့ဒီကားရဲ့နာမည်ကို black line ဆိုပေးတာပေါ့လေအဲ့မိသားစုဝင်နေအကောင်လုံးသေမင်းကလိုက်တက်ဖို့ကြိုးစားရယ်ပေါ့လေဒီမှာတော့ဘာထူးခြားချက်နေနေပါလဲဆိုတော့ကျွန်တော်ဒီဒီကားကိုမကြည့်ခင်မှာကျွန်တော်ပြောခဲ့တခုရှိရယ်ဒါ William Bradwell ပေါ့လေ ကပလီပေါ့အဲ့ကပလီကအသေးမင်းရဲ့အကြောင်းသူအရှမ်းတည်နေတယ်။ဘာကြောင့်တည်နေလဲဆိုတော့ဒီကားရဲ့မှာသူကရှင်းပြထားတယ်။ဒါအရှိမှာတော့ fan theory ထွက်တယ်။ဒီဘဲကြီးကဒါတည်မင်းကိုယ်တိုင်ဖြစ်မယ်လို့ပါလို့ညာဒီကားရဲ့မှာတော့မဟုတ်ကြောင်းရှင်းပြထားတယ်ပေါ့။ပြီးတော့ဒီကားရဲ့မှာလည်းကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုပဲဒါ final destination franchise ဖြစ်လို့မှာပါ။တည်မင်းကိုလွန်အောင်ပြေးနိုင်တဲ့လူဘယ်သူလဲဆိုတော့ပေါ့လေ။ဒါကတော့ဒုတိယကားရဲ့မင်းသမီး Kimberly ပေါ့လေ။ Kimberly ကတော့ဘာလို့ဒီကားရဲ့မှာလည်း Kimberly မသိဆိုတော့အတီးပြူလာတယ်။အဲ့တော့ final destination 2မှာပါတဲ့ Kimberly မသိအတွက်ဒါသူသူနောက်မှာမဲ့ Thomas လည်းမသိ လေတို့နှစ်ယောက်ကတော့တန်တန်းစီစီနေသွားတာပေါ့လေဒီအကြောင်းကတော့ဒီကားထဲမှာပြောထားရယ်ပေါ့လေဒါထုံးစံတိုင်းပဲဗျာကျွန်တော်တို့ကဒီ final decision ရုပ်ရှင်ကားကြီးကြည့်ရချိန်မှာဘလူနီးနဲ့ဆိုတော့ကျွန်တော်တို့ကရင်ခုန်ပြီးကြည့်နေရတယ်ပေါ့ဒီကားထဲမှာလည်းအသေးတရားရနဲ့ဟာဘယ်အချိန်မှာဘာဖြစ်မလဲဘာဖြစ်မလဲဘာဖြစ်မလဲဆိုပြီးကြည့်နေရတဲ့ဟာမျိုးတွေရှိတယ်ပေါ့လေဒါပေမဲ့ကျွန်တော်မကြိုက်တဲ့တစ်ချက်တော့ရှိတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ရှေ့ကားကြီးမှာဆိုလို့ရှိရင်ဒီလူတယောက်ကဒီအချိန်မှာဒီလိုအဲ့ဒါသူ့ကြောင့်မို့လို့အကျိုးဆက်တွေဖြစ်ပြီးတော့နောက်လူတွေက နောက်ထပ်ဘယ်လိုပြောမလဲ accident တွေကထပ်ဖြစ်တယ်ဗျာဒီကားထဲမှာတော့အဲ့လိုမဟုတ်ဘူးဗျာအချိန်တန်ဒီလူကလာလိုက် accident ဖြစ်လိုက်ဒီလူကလာလိုက် accident ဖြစ်လိုက်အဲ့ဒါကတော့ကျွန်တော်သိသဘောမကျဘူးဗောလေဒါပေမဲ့ရှေ့ကားရင်းနဲ့မတူဘဲထူးခြားချက်အနေနဲ့ကတော့ဒီကားမှာသူကဒီဒီဘယ်လိုပြောမလဲဒီ character တကောင်ကြီးတောင်အကြောင်းပဲအဓိကမပြဘဲနဲ့မိသားစုဇလံလေးကိုပါထိပ်ပြီးပြထားတယ်ဗောလေအဲ့ဒါကတော့ဒီကားရဲ့မတူတဲ့ထူးခြားချက်ဗောရှေ့ကားရင်းနဲ့မတူအောင်လုပ်ထားတာကိုတွေ့ရတယ်ဗျာတခုရှိတာကတော့ဒီ final destination ကားကိုအစင်တိုင်းရှိနေတယ်ဆိုလို့ရှင်တော့သူက ဒီကက prequel လို့လည်းပြောလို့ရတယ် sequel လို့လည်းပြောလို့ရတယ်ရှေ့ရထွက်သွားတဲ့ငါးကားလုံးကဘယ်လိုပြောမလဲဇလန်းတွေကဒီကားကြောင့်ဖြစ်တဲ့ပုံစံမျိုးကိုသူကရိုက်ပြတာရယ်ပေါ့ဥပမာဆိုလို့ရှိရင်ဒီကားမှာဆက်စားခြင်းမှာမင်းသမီးကပွားနေပြီးတော့သားတော့ဆိုင်ထဲမှာလူတွေအကုန်လုံးသူကကယ်လိုက်နိုင်တယ်ပေါ့လေအဲ့ကယ်လိုက်တဲ့လူတွေအကုန်လုံးတင်မင်းကလိုက်တက်နေရယ်သူတို့ရဲ့မိသားစုဝင်တွေအကုန်လုံးလည်းလိုက်တက်တယ်အဲ့တော့အချိန်တွေကတဖြည်းဖြည်းကြာပြီးတော့မှသူတို့မျိုးဆက်အလှည့်ကိုတော့သူတို့မိသားစုအလှည့်ကိုတော့ဒီခုခေတ်မှာရောက်လာရယ်ပေါ့လေအဲ့တော့ရှေ့ကားရဲ့မှာ1 2 3 4 5 HD ရှေ့ငါးကားမှာရှိရလူတွေဘုံလုံးကလည်းမင်းသမီးရအဖွားကယ်လိုက်တဲ့မိသားစုဝင်တွေပေါ့သူတို့ရဲ့မျိုးဆက်တွေဆိုရပုံစံမျိုးကိုသူကပြတာရယ်ပေါ့လေဒါကတော့ရှေ့ကိုင်းနဲ့သူချိတ်ဖို့ဂျူးသားရရဲ့သဘောပေါ့လေဒါ final final destination 5ကိုကြည့်ဦးရလူတွေတိမှာဗာ5ကဒီ series မှာဒါ prequel ပေါ့လေ5ကဇလန်အစုံက1နဲ့သွားချိတ်ထားရယ်ပေါ့အဲ့တော့နောက်ပိုင်းမှာဒီ franchise ကိုရိုက်တဲ့ producer တွေကသူတို့အချင်းချင်းဒီရုပ်ရှင်တကားနဲ့တကားကိုချိတ်ဆက်ဖို့အတွက်သူတို့ဂျူးသားလာတော့တွေ့ရရယ်ပေါ့ ဒါပေမဲ့ဒီကားတော့မိုက်ပါရဲ့ရှေ့ကားတွေမှာရှိရဲ့ဒီပြိတ်သက်တွေမိကုန်းထုတ်တဲ့အရာတွေအကုန်လုံးပြန်ပြီးဖြည့်ရှင်းပေးသွားရဲပေါ့အဲ့တော့ကျွန်တော်တို့သဘောကျတယ် rating နဲ့ base ဆိုလို့ရှိရင်တော့10မှာ9လောက်ပေးခြင်းလဲအဲဘယ်လိုလူမျိုးတွေကြည့်တင်လဲဆိုလို့ရှိရင်တော့ဗျာဒီ horror ကားပေါ့ဗျာဘယ်အချိန်မှာဘသူပါဖြစ်မလဲဆိုအသေးတရေနဲ့ကြည့်ရတော့ဝါသနာပါသဘောကျတဲ့ပြိတ်သက်တွေအတွက်ကတော့ကွက်တီပဲနောက်တစ်ခါတော့သမီးစားရဲ့လာချီလုံးဝသဘောကျလိုက်မယ်ကိုကြီးစားနဲ့ကိုနဲ့နှစ်ယောက်ထဲအေးစီလာချီလို့လို့ရှိရင်ဒါကတော့ကျွန်တော်အကြံပေးတာပေါ့လေအဲနောက်ပြီးတော့ဒါရုပ်ရှင်နဲ့မဆိုင်တဲ့ကိစ္စတစ်ခုတော့ကျွန်တော်ပြောပြမယ်ဗျာ ်ဒီကားရဲ့မှာဆိုလို့ရှိရင် final destination series ကြီးအကုန်လုံးထဲမှာရုပ်ရှင်ကားကြီးအကုန်လုံးထဲမှာလူဆိုးကတင်မင်းပေါ့လေတင်မင်းကဒါ character တွေအကုန်လုံးလိုက်တက်ဖို့ဂျူးလာရယ်ပေါ့အဲ့လိုဆက်ဆက် game လေးတခုကျွန်တော်ကစားရဲ့ game လေးတော့ရှိရယ်ပေါ့လေဒါကတော့ mobile game လေးပါဖုန်းမှာရော android ဖုန်းမှာရော iphone မှာရောရပါတယ် dead gaming ဆိုတဲ့ game လေးအဲ့ game လေးကစားကြည့်ကြည့်လိုက်ကိုယ်တင်မင်းနေရာနေလိုက်ပြီးတော့ like character တွေအကုန်လုံးလိုက်တက်ရတာပေါ့လေ ါတော့ဒါကျွန်တော်ဒီနေ့ဒိုင်းကျွန်တော်ကစားရဲ့ဂိမ်းလေးအကြောင်းပြောပြတာပေါ့နောက်တစ်ခါတော့ကျွန်တော်သဘောကျတာပြီဒီကအခု2025ခုနှစ်ရောက်နေပြီပုံမှန်တိုင်းဆိုလို့ရှိရင်တော့ခုနောက်ပိုင်းထွက်တဲ့ကားတွေတော်များ CGI effect ကိုအရင်သုံးတယ်ပေါ့လေဒီကားဆိုလို့ရှိရင် CGI effect တွေတောက်လျှောက်သုံးလို့ရရတာနဲ့သူက CGI ရော practical effect ကိုသူကမျှအောင်သုံးရတယ်ပေါ့လေအာကျွန်တော်အမှမမအောင်ဆိုလို့ရှိရင်တော့ final decision ဒီကားမြောက်ကားနဲ့ final decision 5ပါလို့ CGI နဲ့အရင်သုံးနေဆိုပြီးဝေဖန်ခံခဲ့ရတယ်ပေါ့လေအဲကားကြီးထွက်တာကတော့2009ခုနှစ်နဲ့2017ခုနှစ်ကထွက်တာထွက်တာတော့တော်တော်ကြာသွားပြီ ဒါပေမဲ့ဒီကားကတော့အဲ့ကားလေးမှာဂျုံခဲ့အမှားမျိုးမကျော်တော်တော်လေးကိုပြင်ဆင်ထားတာကိုတွေ့ရတယ်ပေါ့နောက်သေးကြတာတစ်ခုကတော့ဒီကားကိုဒီ final destination bloodline ဆိုကြည့်ပြီးရချင်ရလို့ရှိရင်ခင်ဗျားတို့အပြင်ထွက်လို့လို့ရှိရင်ဗျာတပတ်လောက်ကတော့သေးကြတယ်အဟိုကြီးဒီကြီးနေဟိုကကြောက်တယ်လို့ဒီကကြောက်တယ်လို့ဖြစ်နေလဲမှာ trauma ကြီးတော့တော်တော်ပေးရဗျာကဲဒီနေ့တက်ကတော့ဒီလောက်ပါပဲဒါနောက်တစ်ပတ်ဒီမှာတော့ဘယ်လိုလာမလဲတော့မသိဘူးပါလေဒီတစ်ပတ်ကတော့ကျွန်တော်ဂျင်းတ်တယ်အင်္ဂလိပ်ကားလေးကျွန်တော်ကြည့်ချင်နေရကြည့်ရလို့နောက်တစ်ထူးခြားချက်အနေနဲ့ကတော့မြန်မာပြည်မှာဗျာ Disney Company ရဲ့ကားတွေဆိုလို့ရှင်တော့ ဒီအမေရိကန်မှာယုံတင်တဲ့ရက်တိုင်းဂျုံမတင်ဘူးပေါ့လေမက်ဒီကာကတော့ Warner Bros ကအမေရိကန်မှာယုံတင်တဲ့ရက်တိုင်းတင်တယ်အဲ့တော့ကျွန်တော်တို့ဒါအခုဆိုလို့ရှိရင် March April May လေးလရောက်ပြီပေါ့နော် July ကျလို့လို့ရှိရင် Superman ထွက်မှာ Superman ရောဒီမှာဒီအမေရိကန်မှာယုံတင်တဲ့ရက်နဲ့တရက်တည်းတင်မလားဒါကတော့ရင်ခုန်မိရယ်ပေါ့လေကဲအဲ့တော့ကျွန်တော် review အဆုံးထိဆောင်ကြည့်ပြီးပြည်သက်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ဒီခါတော့သူကြီးအင်္ဂလိပ်ကလေးကြီးဝင်ရတဲ့အတွက်လည်းကျေးနပ်တယ်ပြည်သက်တွေအားလုံးအသက်ရှူတိုင်းပတ်စံဝင်ပါသေးတယ်လို့ဆုတောင်းပေးနေတဲ့ဒီ CEO ဒီမှာပဲအဆုံးသက်သက်ချင်ပါတယ်ဗျာအားလုံးတက်တာ